ီတောက်လေးပေါ့နော်ဒီ3ခံပုံစံလေးဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ရဇိုင်နာဆိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ပေါ့နော်နောင်ချုံမြမတင်တန်းသူရဲ့တမယိုချမ်းမြင်နေချာရွေးရတိုက်ပုံနေအစားဂျိုင်းအောင်မှတောက်ထည့်ပြီးတော့နှစ်ထပ်ချုပ်ထားတဲ့ရွေးရတိုက်ပုံကိုဘယ်လိုချုပ်ထားလဲဆိုတာကိုဒီနေ့မှာပေါ့နော်အတွင်းထဲကောအပြင်ဘက်ကောအတီးစိတ်ကလေးရိုက်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဆယ်ရိုးပေါ့နော်အတွင်းထဲမကြည့်ခင်မှာအပြင်ဘက်ကိုအရင်ဆုံးပြပေးပါမယ်ဒီမှာဆယ်ရိုးပဇင်းကောင်းတီးလေးတွေပေါ့နော်ရွေးရတိုက်ပုံမှာမြင်နေချာ စင်းကောင်းဒီလေးတွေမလုပ်ထားလဲဆိုရင်စတို့ထည့်ထားရေပေါ့နော်ဒီမှာဆိုလို့ရှိရင်လေစတို့ကဒီအပြင်အနေကြီးလို့ရှိလို့ရှိရင်လေ မမြင်ရဘူးပေါ့နော်ဆိုတော့အတွင်းထဲကနေကြည့်လဲမမြင်ရတယ်ဖောက်အိတ်ကက်လေးကိုသုံးမိထားပါတယ်ဒီမှာဆိုရင်ဆိုတော့နိုင်အိတ်ကက်တို့ဘောပင်ထဲတဲ့အိတ်ကလေးလည်းဒီမှာပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဆိုတော့ဒီဘက်မှာလည်းအိတ်ကက်လေးတွေပါပါတယ်ဒီမှာဆိုရင်ဆိုတော့ပေါ့နော်ဒီရဲ့ဒီတိုက်ပုံရဲ့အဓိကထူခြားချက်ကဆိုတော့ပုံမှန်တမယိုးချမြင်နေချက်ဆိုတော့ယူရတိုက်ပုံတွေမှာဆိုရင်ဝယ်လိုက်လို့ရှိရင်ဒီနာလေးတွေက line ထားရပေါ့နော်ဒီမှာကျော line မထအောင်ဖြစ်ပါတယ်ဒီမှာဆိုရင်ပေါ့နော်ဆိုတော့ဒီတိုက်ပုံရဲ့အသက်ကတော့ဒါလေးဖြစ်ပါတယ် လဲဆိုတော့ဒီအောက်ကလေးမှာပေါ့နော်ခြိုင်အောက်ကလေးမှာဆိုတော့ဓာတ်ကလေးပေါ့နော်ဒီလိုပုံစံလေးမလောက်ထားလဲဆိုရင်လာပြီးတော့ထည့်ထားတာဖြစ်ပါတယ်ဒါလေးကပေါ့နော်ဆရာတို့ ပေါ့နော်ပုံမှန်ပေါ့နော်စရုကတမယိုးကြားချုပ်တဲပေါ့နော် recklessly ဒီလိုမျိုးယူချုပ်မယ်ဆိုလို့ရှိရင်ကျတော့စရုကလက်ကမြောက်လို့မရတာတွေဘာတွေဖြစ်တယ်ပေါ့နော်ဒါကကြောင့်အဲ့လိုမျိုးမဟုတ်ဘူးအဲ့ဒီပုံစံနဲ့မတူတာကြောင့်သူကဒီလိုမျိုးလက်မြောက်လို့လည်းရတယ်ပေါ့နော်ဒီလိုမျိုးကိုအမြောက်အပြုတ်လောက်ချင်လာရတယ်ရွရတိုက်ပုံနဲ့တပုံစံနဲ့ပဲဒါပေမဲ့သူကပေါ့နော်အဲ့ဒီရွရတိုက်ပုံမှာဖြစ်နေကြဒီလက်လိုင်းထားတာလေးအစားပေါ့နော် ဆိုတော့ဒီမှာ dog လေးထည့်ပစ်လိုက်တာဖြစ်တဲ့အကြောင်းမို့သူကနေပြီးတော့ဒီနားလေးမှာရွေးရတိုက်ပုံလိုမျိုးလိုင်းလာမထားတော့ဘဲနဲ့ရွေးရတိုက်ပုံပုံစံလေးဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့ဆရာနောက်တစ်ခုကြံနေတာခါကျတော့ပေါ့နော်ဒီ UR တိုက်ပုံတွေမှာလိုပဲဆရာဒီ lag လေးတွေကိုလည်းပေါ့နော်ဒီလိုမျိုးလေးပဲယူထားပေးပါတယ်။ UR တိုက်ပုံတွေရဲ့ပုံစံတိုင်းလေးပဲဖြစ်ပါတယ်။ ဒီမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ပေါ့နော်ဆရာတို့ဒီအပြင်ဘက်ကိုပြပြီးသွားပြီဆိုတော့ဆရာအတွင်းထဲကိုတစ်ချက်ပြပေးပါမယ်အတွင်းထဲကဆိုပေါ့နော်ဆရာတို့ပုံမှန်ရွေးရတိုက်ပုံတွေမှာမြင်နေကြလို့မျိုးတစ်ထပ်ချုပ်မဟုတ်ဘဲနဲ့ဒါလေးကိုနည်းနည်းလေးပေါ့နော်ဆရာတို့နေပြီးတော့နှစ်ထပ်ချုပ်ကလေးလောက်ထားပေးပါတယ်နှစ်ထပ်ချုပ်ကမှာပေါ့နော်ဆရာတို့ကကိုကိုအတွင်းထဲမှာတုံတဲ့မူကသာပုံစံမျိုးလေးကိုတုံထားပေးပါတယ်ခလေးကိုဆက်တစ်ချက်လေးဖွင့်လိုက်မယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင်ဇရိုပေါ့နော်ဒီမှာမိုးကလေနဲ့မလောက်ထားပြီးလဲဆိုရင်ဇရိုကချုပ်ထားပြီးရေပေါ့နော်ဒါလီယာနှစ်ထပ်ချုပ်ကလေးဖြစ်ပါတယ်ပုံမှန်တမယိုးချမြင်နေကြဆိုလို့ရှိရင်နော်ဇရိုဒီမှာဆိုလို့ရှိရင်မြင်နေကြလေခွင်နေနဲ့မဟုတ်ပဲနေပေါ့နော်ဇရိုကနေဘာဖြစ်သွားမလဲဆိုရင်ဒီမှာဆိုရင်မိုးကသားလေးနဲ့ဖြစ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်မိုးကသားလေးနဲ့ဖြစ်သွားမှာဖြစ်တယ်ပြီးလို့ရှိရင်ဇရိုပေါ့နော်ဒီရဲ့ဥစ္စာကမိုးကအောင်မှာပေါ့နော်ဇရိုကပုံမှန်ဆိုလို့ရှိရင်မိုးကပေါ့နော်ဇရိုကဘာဖြစ်လဲဆိုလို့ရှိရင် ဒီတိုင်းပဲပေါ့နော်ကွက်တီချုပ်လိုက်တယ်ဆိုလို့ရှိရင်စရုပ်ကချုပ်တဲ့နေရာမှာလိုသွားတာဖြစ်လို့ရှိလို့ရှိရင်ဒီလိုမျိုးတွေပေါ့နော်ဆွဲတက်တဲ့အဲ့ဒီတော့ပေါ့နော်စရုပ်ကအတွင်းထဲမှာဝှက်လို့တတန်းတတလေးဖြစ်အောင်လို့ပေါ့နော်ဆိုတော့ဒီမှာဆိုရင်မိုးကလေးတွေကိုလည်းစရုပ်အပူလေးတွေခြံထားပေးတယ်ဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်စရုပ်မိုးကလေးတွေကိုဒီလိုလေးခောက်ပြီးတော့ပေါ့နော်ပူလေးတွေပေါ့နော်စရုပ်ထည့်ထားပေးတာဖြစ်ပါတယ်ဒီလိုပုံစံလေးပေါ့ဒါကပေါ့နော်ဒါဆရာတို့ချုပ်ထားတာမဟုတ်ပါဘူးတန်တန်းသူကိုယ်တိုင်ချုပ်ထားတဲ့လက်ရည်လေးဖြစ်ပါတယ် ဟုတ်ပြီနော်ဒီတင်တန်းသူလေးကတော့နောင်ချမျိုးကနေလာပြီးတော့တက်တယ်ပေါ့နော် level 2တင်တန်းသူလေးဖြစ်ပါတယ်ဟုတ်ပြီနော်ဆရာကပုံမှန်ဆိုလို့ရှိရင်ဒီမိုးကတော့ဘာလို့ထည့်လဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဆရာ3ခန်းလေးပေါ့နော်ထောက်စာပုံစံလေးလာထည့်တာဖြစ်တဲ့အကြောင်းမလို့ဆရာကဘာဖြစ်လဲဆိုရင်ဒီနားလေးမှာကတ်ကြီးထောက်စာလေးတွေရှိတယ်ပေါ့နော် အဲ့ဒီအတွက်ကြောင့်မို့လဲဆိုတော့ကဒီမိုးကသားလေးကိုတုံးပြီးတော့မလောက်ထားလဲဆိုရင်ချုပ်ထားတာပေါ့နော်ဒီရဲ့တိုက်ပုံရဲ့ပေါ့နော်ဆရုကအသက်ကဒီနာလေးဖြစ်ပါတယ်ဒီဟာထဲ့ချင်းဖြစ်ဆိုတော့ဒါလေးကလည်းဒီလိုလေးပေါ့နော်ရွေးရတိုက်ပုံနေလို့ပဲလက်မြောင်လို့ပြုတ်လို့ဘာဖြစ်လဲဆိုလို့ရရင်ရတယ်ပေါ့နော်ဒီ regular sleep တွေနဲ့မတူပဲနဲ့ဒီဥစ္စာလေးကဒီလိုမျိုးလေးဒီတောက်ကလေးလာထဲထားဖြစ်တဲ့ရစားမိုးဆရုကမလောက်လို့ရလဲဆိုလို့ရှိရင်လက်မြောင်အပြုတ်လဲလောက်လို့ရတာဖြစ်ပါတယ်ဒီတောက်လေးပေါ့နော်ဒီ3ကံပုံစံလေးဖြစ်ပါတယ်ဒါလေးကတော့ဒီတိုက်ပုံလေးအသက်ဖြစ်ပါတယ်အဲ့တော့မှဆရုကနေပြီးတော့ တည်တည်တတ်တတ်လလားပပလေးဖြစ်သွားအောင်လို့ဆိုတော့အတွင်ထဲမှာလည်းမလုပ်လိုက်လဲဆိုမိုးကသားလေးတွေနဲ့ချုပ်ပြီးတော့ပြီးတတ်ထားတာဖြစ်ပါတယ်။ဒါလေးကပေါ့နော်ချုပ်လို့လည်းအရန်လက်ဝင်ပါတယ်။အားဆိုရင်အားလုံးပဲဒါလေးကိုကြည့်ပြီးတော့ပညာရေးအများကြီးရလိမ့်မယ်လို့လေဆက်နေနေပြောလင်းပါတယ်။ခုလိုချစ်ကပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ဇေရိုနောက်နေ့နောက်ပြီတွေမှာတော့ပေါ့နော်ပွဲတိုက်အင်စီတွေမှာဘယ်လိုတွေချုပ်ထားလဲဆိုတာကိုအတွင်ထဲအသေးစိတ်လေးရိုက်ပြပေးပါမို့။နောက်နေ့မှာလာရောက်ကြည့်ရှုဖို့မိပါတယ်နော်။ဒီနေ့ကဒီလောက်ပါပဲ။အစွန်နှိပ်ချပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။